မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ14ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ KNB နဲ့မြောက်ရီမြို့နယ်ထိုင်းမြန်မာနယ်စပ်မှာအကြမ်းဖက်စစ်တပ်က KNLA ပူးပေါင်းတပ်များကိုကာမီကာဇီ drone ၄စီးနဲ့တိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မနေ့ကဇွန်လ13ရက်နေ့ညနေပိုင်းမှာ ထိုင်းမြန်မာနယ်စပ်အနီးမှာရှိတဲ့ KNL နဲ့ပူးပေါင်းတပ်များကိုစစ်ခွေးတပ်ကကာမီကာစီ drone ၄စီးနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကြောင့်မီးလောင်ပျက်စီးမှုအခြေအနေကိုထိုင်းဘက်အချမ်းကနေမြေတွေ့နေရကြောင်းထိုင်းသတင်းဌာနများကသတင်းရေးသားဖော်ပြနေပါတယ်။လက်ရှိထိုင်းမြန်မာနယ်စပ်မြောက်ဝတီမြို့နယ်မှာစစ်ခွေးတပ်ရဲ့တပ်စခန်းနှစ်ခုသာကျန်ရှိပြီးကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေအတွင်းမှာရှိတဲ့ စစ်ခွေးစခန်းများအလုံးကိုထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း Force for Federal Democracy FFD တပ်ဖွဲ့ကတာဝန်ရှိသူကသတင်းပေးဖို့ပြောကြားထားပါတယ်။ဝေါ်လီစခန်းကို KNU နဲ့ KNL စီရင်ဥဆောင်မှုနဲ့အတူကျွန်တော်တို့မဟာမိတ်ပူးပေါင်းတပ်တွေရဲ့ကျွန်တော်တို့ FFD တပ်ဖွဲ့ရဲ့ပူးပေါင်းပြီးတော့တိုက်ခိုက်နေတာဖြစ်ပါတယ်။ တမဟာ6ထဲမှာဒါမှမဟုတ် KNL တောင်ပိုင်းတိုင်းစစ်မျက်နှာအကုန်လုံးနှီးပါမှာစီရေးဖော်ဆောင်မှုတွေကိုတောက်လျှောက်လုံဆောင်နေပြီးတော့အကြံဖတ်စစ်ခွေးတွေရဲ့နေမြေတွေကိုတောက်လျှောက်ထိုးစစ်ဆင်မှုများစွာပြုလုပ်နေပါတယ်ကျွန်တော်တို့ဥက္ကဋ္ဌနဲ့ဝေါ်လီစခန်းတွေကတော့စီရေးဖော်ဆောင်မှုတပြိုင်တည်းထဲလုံဆောင်နေတာဖြစ်ပါတယ်တကယ်တော့ဒီစခန်းနှစ်ခုတည်းတွေမကပါဘူးတမဟာအသီးသီးမှာစီရေးဖော်ဆောင်မှုတွေကိုတပြိုင်တည်းထဲပြုလုပ်ပြီးတော့တိုက်ခိုက်နေတာရှိပါတယ်လို့ Force for Federal Democracy FFD တပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ် ဇွန်လ17ရက်နေ့ကလည်းမြောက်ရီမြို့နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်းစီရဲ့ဝေါ်လီဗျူဟာစခန်းအတွင်းထဲကလက်နက်ခဲယမ်းတိုက်ကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များကဒရုန်းနဲ့ဘုံးကျက်တိုက်ခတ်ခဲ့ရာလက်နက်တိုက်အတွင်းမှာရှိတဲ့လက်နက်ခဲယမ်းများရဲ့ထပ်ဆင့်ပောက်ကွဲမှုကြောင့်ကြီးမားသောပောက်ကွဲမှုနဲ့အတူမီးလောင်ပျက်စီးသွားတယ်လို့သိရပါတယ်လက်နဲ့တိုက်ကိုတိုက်ခိုက်တဲ့အချိန်မှာလက်နဲ့တိုက်ထဲမှာကခဲရန်တွေရှိလို့ပောက်ကွဲအားပြင်းထန်သွားတာပါရန်သူလက်နဲ့တိုက်ကတော့အပီးကိုပြက်စီးသွားတာဖြစ်ပါတယ်လို့ Force for Federal Democracy FFD တပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါတယ်ဇူလိုင်လ12ရက်နေ့မှာကရင်ပြည်နယ်မြောက်ရီမြို့နယ်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဥက္ကဋ္ဌစစ်ကောင်းစီရဲ့စခန်းကို KNLA PDF ဗျူဟာ32တော်လိုင်းတပ်ဖွဲ့များ Venom စစ်ကြောင်းပူးပေါင်းတပ်ဖွဲ့များနဲ့အတူ Cobra Column စစ်ကြောင်းတက်တပ်ခွဲနဲ့ PKYY တို့ကတိုက်ခိုက်ခဲ့ရာစစ်ခွေးအကောင့်တရားနီးပါးဟာခိုင်းနိုင်ငံဘက်အချမ်းကိုထွက်ပြေးသွားပြီးတော့စခန်းကိုသိမ်းပိုက်ရရှိခဲ့တယ်လို့သိရပါဗျ။ အဲ့ဒီစကန်းသိန်းတိုက်ပွဲမှာ60မမအပါဝင်လက်နက်ကြီးများနဲ့အခြားလက်နက်ခဲရအများပြားကိုလည်းတင်းစီရရှိခဲ့တယ်လို့သိရပါဗျ။စစ်ခွေးတပ်အနေနဲ့ထိုင်းမြန်မာနယ်စပ်တစ်ခုလုံးမှာဝေါ်လီဗျူဟာဂုံးနဲ့တီတဲလေစစ်တပ်စကန်းနှစ်ခုသာကြန့်ရှိပြီးညီပြင်းစစ်ကူပေးဖို့နိုင်ခြင်းမရှိတော့ဘူးလို့သိရပါဗျ။မက်ရှလာလောက်ကဆပြီးတော့ KNU နဲ့ KNLA တပ်ဖွဲ့ရဲ့စစ်ရေးဥဆောင်မှုနဲ့အတူ Force for Federal Democracy FFD တပ်ဖွဲ့နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များပူးပေါင်းက တောင်ပိုင်းတိုင်းစစ်မြန်နာတစ်ခုလုံးမှာရှိတဲ့စစ်ခွေးစခန်းများအလုံးကိုထိုးစစ်ဆင်တိုက်ခတ်နေခြင်းဖြစ်ပြီးတော့ထိုင်းမြန်မာနယ်စပ်အနီးကစစ်ခွေးတိုက်ရဲ့ပူလူတူခလဲ့ဒီတခေါပီခွေးမော်ဖားသူစခန်းတာလဲစခန်းများမဲလာဗလဲတူမော်ခီဘရင်တော်စခန်းကိုကနဲလေးစခန်းနဲ့ရွှေအင်းမြိုင်တပ်စခန်းဇွန်လ3ရက်နေ့မှာတေဘောဘူးစခန်းဇွန်လ22ရက်နေ့မှာထိကပလဲစခန်းဇူလိုင်လ12ရက်နေ့မှာဥက္ကဋ္ဌစခန်းတို့ကိုဇက်တိုက်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်းတရင်ရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဖားကန့်မြို့နယ်မှာစစ်ခွေးတပ်ကကချင်နယ်ချင်းခရိယံဖျားเจ้าနယ်ကိုဝင်ရောက်ကဘာသာရေးဆရာများအပါအဝင်လူဦးရေ20လောက်ကိုဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ23ရက်နေ့ည9:00နာရီလောက်ကစပြီးတော့ဖားကန့်မြို့နယ်မော်ဝမ်းဒေသမှာရှိတဲ့ဖျားเจ้าနယ်ကိုဝင်ရောက်တပ်ဆွဲပြီးဒီကနေ့ဇွန်လ24ရက်နေ့မနေ့အထိကိုစစ်ခွေးတွေဟာဖျားเจ้าနယ်မှာဆက်လက်ရှိနေတယ်လို့ဆိုပါရတယ်။ မော်ဝိုင်းဖះကြောင်းအဖမ်းခံရတဲ့မှတ်တမ်းပြုစုခံရတဲ့ဓမ္မအမှုဆောင်ဆယင်းဆိုပြီးတော့ကချင်းသတင်းရင်းမြစ်ကဖမ်းဆီးခံရတဲ့ဒူရီတွေက15ဦးရဲ့အမည်စရင်းတွေကိုဖော်ပြထားပါတယ်။သူတို့နဲ့မှဆိုင်မမဆိုင်တာစစ်ကောင်စီတွေကာဘာယူတာကတတ်တတ်အခုတည်းကဖះကြောင်းတွေကထွက်မလာကြသေးဘူးဖမ်းခံရတာကအယောက်20ဝန်းကျင်ရှိတယ်လို့ကချင်းသတင်းရင်းမြစ်ကပြောပြထားပါတယ်။လက်ရှိအခြေအနေဟာစစ်ရေးတင်းမာနေစေဖြစ်ပြီးတော့ဖားကတ်မှာတိုက်ပွဲတွေဆက်လက်ရှိနိုင်တယ်လို့၎င်းကပြောဆိုထားပါတယ်။ စစ်ခွေးတပ်နဲ့ပြည်သူစစ်ပူးပေါင်းတပ်ဟာဖားကန့်ဒေသပြန်လည်ထိန်းချုပ်နိုင်ရေးအတွက်စစ်ရေးလှုပ်ရှားနေတဲ့အတွက်ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့နဲ့တိုက်ပွဲများနေ့စဉ်ဖြစ်ပွားလျက်ရှိတယ်လို့သိရပါတယ်အခြားသတင်းတစ်ခုကတော့ဖားကန်မြို့နယ်ခွန်ဆိုင်ရန်ဒေသမှာအင်အား၈ဦးရှိတဲ့ KIA ရှေ့တန်းစခန်းတစ်ခုကိုစစ်ခွေးလက်အောက်ခံမင်းစီတပ်ဝါရာဇော့ပြည်သူ့စစ်အဖွဲ့ကအင်အားအလုံးရင်းနဲ့တိုက်ခိုက်ခဲ့ရာ KIA ရဲ့အရာရှိတအုပ်ဖမ်းဆီးခံရတယ်လို့ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်ဖမ်းဆီးခံရတဲ့ KIA အရာရှိ ဘိုးကြီးဖန်းတံကိုစေကုသပေးနေတဲ့ရုတ်တံရိုက်ကူးပြီးတဲ့နောက်အဲ့ဒီနေရာမှာနှိမ့်ဆက်တက်ပြတ်ခဲ့ကြကြောင်းရှေ့တန်းသတင်းရင်းမြစ်ကပြောပြထားပါတယ်ဘိုးကြီးဖန်းတံကိုစေကုပေးနေတဲ့ရုတ်တံကိုဝါရာဇော့ပြည်သူ့ဆက်အဖွဲ့က Telegram ကနေပြီးတော့ထုတ်ပြန်ထားတာကိုတွေ့ရပါတယ်အလားတူပဲဝါရာဖြတ် ရုတ်တံရိုက်ကူးပြီးတဲ့နောက်တက်ပြတ်ခံရတဲ့ဘိုးကြီးဖန်းတံရဲ့ရုတ်အလောင်းမှတ်တမ်းတပ်ပုံကိုလည်းကချင်းသတင်းရင်းမြစ်ကဝါရာဖြတ်ရုတ်တံနဲ့အတူတွဲပြီးတော့ဖော်ပြကား စစ်ခွေးလက်အောက်ခံပြည်သူ့စစ်အဖွဲ့ရဲ့လုံရက်ကိုအတိပေးထားတယ်လို့သိရပါတယ်။ဒီသတင်းကအမှန်ပါပဲဇူလိုင်လ12ရက်နေ့ကဖြစ်သွားတာပါလို့ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။ခွန်ဆိုင်ရမှာတပ်ဆွဲထားတဲ့စစ်ခွေးတပ်ကို KIA ပူးပေါင်းတပ်ဖွဲ့ကဇူလိုင်လ10ရက်နေ့မှာတိုက်ခိုက်ခဲ့ပြီးတဲ့နောက်မင်းစေတပ်ပြည်သူ့စစ်အဖွဲ့ကအင်အားအလုံးရင်းနဲ့ပြန်လည်တိုက်ခိုက်လာခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ KNB နဲ့ KNU တပ်မဟာ6နဲ့တပ်မဟာ9နယ်မြေထိုင်းမြန်မာနယ်စပ်တခြားမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းများအလုံးအတိုက်ခံရတိုင်းလက်လော့ဆုံးရှုံးနေရမှုနဲ့ပတ်သက်ပြီးတော့အရှိတောင်တိုင်းစစ်ဌာနချုပ်တိုင်မူဘိုးချုပ်ကျော်လင်းမောင်ကိုစစ်ခွေးတပ်ကထူးချိန်မှာတင်ကိုင်းထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ12ရက်နေ့ကထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့အဓိကခံတပ်စခန်းကြီးဖြစ်တဲ့ဥက္ကဋ္ဌစခန်းကိုလက်လွတ်ဆုံးရှုံးရပြီးတဲ့နောက် ၊ရေပြည်တော်စစ်ရုံးကအရှိတောင်တိုင်းစစ်ဌာနချုပ်ရတခတိုင်မူဗိုလ်ချုပ်ကျော်လင်းမောင်ကိုစခန်းများဇက်တိုက်ဆုံးရှုံးခဲ့ရမှုအခြေအနေများနဲ့ပတ်သက်ပြီးတော့အသေးစိတ်အစီရင်ခံစာတင်ပြရန်ညွှန်ကြားလာခြင်းဖြစ်တယ်လို့သိရပါတယ်။စခန်းတွေဇက်တိုက်ဆုံးရှုံးနေတာနဲ့ပတ်သက်လို့ရတခတိုင်မူကိုထူးချိန်လွှာတင်ခိုင်းနေပြီးထူးချိန်လွှာတင်ပြီးရင်စုံခုံဖွဲ့တာတွေစစ်စစ်အေးအေးယူတာတွေလာမယ်လို့ထင်ပါတယ်။ရတခတိုင်မူဒူတိုင်မူနဲ့အခြေချဗျူဟာမှုတွေအပြောင်းလဲဖြစ်နိုင်တယ်လို့ယူဆပါတယ်လို့နေပြည်တော်စစ်ဘက်သတင်းရေးမြစ်ကရှင်းပြထားပါတယ်။ ရတခတိုင်မူဗိုလ်ချုပ်ကျော်လင်းမောင်ဟာ2024ခုနှစ်မတ်လမှာတိုင်မူဖြစ်လာခဲ့သူဖြစ်ပြီးတော့တနေ့ကျော်အကြာမှာရာထူးကနေဖြုတ်ပယ်အေးအေးယူခံရမယ့်အခြေအနေကိုရင်ဆိုင်လာရခြင်းဖြစ်တယ်လို့သိရပါဗျာ။ စစ်ခွေးတက်ကထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်စခန်းများအလုံးဆုံးရှုံးခဲ့ရမှုအတွက်အရေးယူမှုများလှုံ့ဆော်ပါကမြောက်ရီမြို့နယ်နဲ့အာရှလမ်းမကြီးကိုပြန်လည်ဆုံးမရရှိရေးနိုင်ငံတော်အဆင့်အောင်စေရစစ်ကြောင်းကိုအ धिक ဦးစီးခဲ့သူဒုချုပ်စိုးဝင်းနဲ့ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းကစစ်ရေးအခြေအနေများကိုအ धिक ဦးစီးကြီးကြပ်ကုတ်ခဲ့ရတဲ့အမတ်လေးစစ်စစ်ရေးအထူးအဖွဲ့မှကစားထမှုဒုတိယဗိုလ်မှူးကြီးညွန်ဝင်းစွေတို့က ရတခတိုင်းမူဘိုးချုပ်ကျော်လင်းမောင်ကိုအပြစ်ဖို့ပြီးတော့ထိုးချအရေးယူမဲ့အခြေအနေကိုမြင်နေရတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြထားပါတယ်စစ်ခွေးတပ်ဘက်ကတိုင်းမူဘိုးချုပ်ကျော်လင်းမောင်ကိုဖိအားပေးပြီးတော့ဖြေရှင်းချက်တောင်းနေခြင်းဟာအစစ်နှိမ်ချခြင်းနဲ့တိုင်းမူများကြားထဲမှာအဆက်ခွဲတဲ့လောက်ရဖြစ်တယ်လို့စီဒီအမ်ဘိုးကြီးဇင်ရောကတုံ့တက်ပြောဆိုထားပါတယ်ကျော်လင်းမောင်အနေနဲ့ကအရေးယူတာအရေးမယူတာအသာထားဒီထုချေလွာဆိုတဲ့ဖြေရှင်းချက်ကိုခိုင်းနေဆိုတာဘိုးလောင်းအစစ်လောက်ကိုရေးခိုင်းတာပါ လုံးဝသူတို့ကအစစ်နှိမ်ချလိုက်တဲ့အနေအထားမျိုးကိုတွားတွေ့ရပါတယ်။တခြားတိုင်းမှုတွေကိုပါစံနမူနာပြပြီးတော့စစ်တပ်တစ်ဒဏ္ဍလုံးတနိုင်ငံလုံးတိအောင်အဆက်ခွဲလိုက်တဲ့သဘောမျိုးလိုယူဆရပါတယ်။တကယ်တမ်းဆိုရင်ဖြုတ်မလားထွက်မလားဆိုပြီးတော့လုံးအောင်မှာအဲ့ဒါကိုသူ့ကိုတမင်တက်တက်တိုင်းမှု14ရောက်ထဲမှာတမင်ဆောက်ဆက်ခွဲကျင်လို့ကိုလုတ်တဲ့အနေအထားမျိုးလိုကျွန်တော်တို့ကသုံးသပ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာလည်းထိုင်းမြန်မာနယ်စပ်ကကိစ္စဘိုးချုပ်ကြီးညွန်ဝင်းဆွေနဲ့ထိုင်းစစ်ဘက်အကြီးအကဲတွေနဲ့ချင်းမိုင်မှာနယ်စပ်ရေးရာကိစ္စတွေပြောထားပါတယ်။ ြောထားတယ်ဆိုတော့တိုင်းမိုးမှာဓာတ်ရိုက်ကြီးငယ်ဆက်ကိစ္စကတာဝန်မရှိဘူးတာဝန်တော့ရှိတယ်ဒါပေမဲ့ဓာတ်ရိုက်ပတ်သက်မှုမရှိဘူးပေါ့ဘာလို့လဲဆိုတော့မြောက်ပရိရဲ့ဒေါနာအရှိတ်ဘက်ချမ်းရဲကိုကစောချစ်သူကိုဝါကွက်အပ်ထားတဲ့ပုံစံမျိုးပဲအဲ့ဒီတော့တိုင်းမူကတော့အငားပိုင်းနဲ့အထိုးခံရတဲ့အနေထားပါလို့စီဒီအမ်ဘိုးကြီးဇင်ရော်ကသုံးသပ်ထားပါတယ်လက်တလုံးမြောက်ပရိမြို့နယ်ထိုင်းမြန်မာနယ်စပ် နောက်ဆုံးစစ်တပ်စခန်းတစ်ခုဖြစ်တယ်။ဝေါ်လီဘျူဟာစခန်းနဲ့တည်တဲလေစခန်းတို့ဟာလဲစစ်ကူပေးပို့နိုင်ခြင်းမရှိတော့ပဲလေချောင်းပစ်ကူကိုသာအဓိကအားကိုးနေရတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမှာ TNL ကတင်ပိုက်ထားတဲ့မိုးကုံမြို့ကိုစစ်ခွေးတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့မနေ့ကညပိုင်းကလေရင်နဲ့ဘုံကျဲချခဲ့ရာကလင်းငယ်များအပါအဝင်ရွှေဦးထိပ်ကဒဏ်ရာရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ23ရက်နေ့ည10:38မိနစ်အချိန်မိုးကုံမြို့ပန်းမထိဖုန်ကြီးကျောင်းအနီးအပေါ်ရွာကိုတိုက်လေရင်နဲ့ဘုံကျဲချခဲ့ရာ ကားဆိုင်ကနေအိမ်နဲ့အဆောက်အအုံများစွာပျက်စီးခဲ့ပြီးတော့ကလေးငယ်များအပါအဝင်ပြည်သူ၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဒဏ်ရာရရှိသူတွေဟာအသက်အန္တရာယ်စိုးရိမ်စရာတော့မရှိဘူးလို့ပြောပါတယ်တိုက်လေရင်ကလာပြီးတော့တခါတည်းနေနေလေးထိုးဆင်းလာတယ်ပြီးတော့မှဘုံကျဲသွားတာတခါတည်းရောက်တခါတည်းကျဲဆိုတော့ပြည်သူတွေမှဘလို့မှပြေးချိန်မရလိုက်ဘူးလို့ဘိုးကုတ်ဒေသကပြည်သူတို့ကရှင်းပြထားပါတယ် မနေ့ကညပိုင်းကလေရင်နဲ့ဘုံကျဲခံရပြီးတဲ့နောက်မိုးကုံမျိုးကပြည်သူများဟာနေအိမ်များမှာညမအိတ်ရဲကြတော့ပဲနေဆက်ရဘုံခုကျင်းများမှာအချိန်ကုန်ဆုံးခဲ့ရတယ်လို့ပြောပါတယ်စစ်တပ်ကရည်ရွယ်ချက်ရှိရှိနဲ့မိုးကုံမျိုးကပြည်သူများကိုစိတ်ဒဏ်ရာတွေပေးနေကြောင်းမိုးကုံကပြည်သူများကပြောဆိုနေကြပါတယ်တရားလူပဲဇွန်လလ9ရက်နေ့ည8:18မိနစ်အချိန်မှာအကြမ်းဖက်စစ်ခွေးတပ်ရဲ့ဒရုံလေတပ်ကနေတက်လာတဲ့စစ်လေရင်ကမိုးကုံမျိုးအရှိပိုင်းတောင်ကချင်ရက်ကွာ ပန်းမထိတ်ဘတ်ချမ်းမှာရှိတဲ့ကလချန်တဲ့ကိုပေါင်300ဘုံတစ်လုံးကျဲချသွားတယ်လို့သိရပါတယ်။အဲ့ဒီဘုံဟာလူနေရက်ွက်မှာရှိတဲ့နေအိမ်များပေါ်ကိုကျက်ရောက်ပောက်ကွဲခဲ့ရာအသက်၁၂နှစ်အရွယ်ကလေးငယ်နှစ်ဦးထိမှန်ပြီးတော့ပွဲချင်းပြီးတိတ်ဆုံးခဲ့ပြီးကလေးငယ်များအပါအဝင်ပြည်သူရှုပ်လဲဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ဒါအပြင်ဇူလိုင်လ၈ရက်နေ့မနေ့9နိုင်ဝင်းကျင်အချိန်ကလည်းစစ်ခွေးတပ်ကမိုးကုတ်မြို့အနောက်ပိုင်းခေါင်းပါရှူစတင်ကြောင်းအနည်းကိုလေရင်နဲ့ ်ပေါင်900ဘုံတလုံးကျဲချသွားပြီးတော့ဘုံကျဲချမှုကြောင့်ပြည်သူ၃ဦးသေဆုံးပြီးအများပြားဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ KNB နဲ့ Concrete မြို့နယ်ကျုံတုံးမြို့မှာစစ်ခွေးတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ကလင်းငယ်၄ဦးဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လ10ရက်နေ့ည9နာရီခွဲအချိန် Concrete မြို့နယ်ကျုံတုံးမြို့အတွင်းမှာရှိတဲ့အကြမ်းဖက်စစ်ခွေးတပ်ရဲ့တပ်တဲ့အမြောက်ကုန်းက120မမလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့ရာ မြောက်ကြအင်းကြီးရွာကုန်းမြင့်တရားရက်ကော်မှာနေတဲ့ကလေးငယ်၄ဦးထိမှန်ဒဏ်ရာရှိသွားတယ်လို့သိရပါဗျ။ဒဏ်ရာရှိသွားတဲ့ကလေးငယ်၄ဦးဟာအသက်၁၀လအရွယ်ကလေးငယ်ဟာနှစ်ဖူးကိုကြေစားထိမှန်ခဲ့တယ်လို့သိရပါဗျ။အသက်၁၀နှစ်အရွယ်သမီးငယ်ဟာလည်းညာဘက်နှထင်နဲ့ဘဲဘက်ဒူးကောင်းကို ထိမှန်ပြီးနှထင်မှာကြေစားဒဏ်ရာကြန့်ရှိနေတယ်လို့သိရပါဗျ။အသက်၄နှစ်အရွယ်သမီးငယ်ဟာလည်းညာဘက်နှထင်ကြေစားထိမှန်ဒဏ်ရာရှိသွားတယ်လို့ပြောပါတယ်။ ်အသက်နှစ်နှစ်နဲ့ရှစ်လအရွယ်သားဟာဘဲဘက်ကြောကုန်းနဲ့ဘဲဘက်လမ်းမောင်းရန်စာထိမှန်ဒဏ်ရာရှိသွားတယ်လို့သိရပါတယ်။ကလားတူပဲကရင်ပြည်နယ်မြောက်ရီမြို့နယ်ထိုင်းမြန်မာနယ်စပ်ထိသက်လေကြေးရွာကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲချမှုကြောင့်စာတင်ကျောင်းနဲ့နေအိမ်များပျက်စီးသွားတယ်လို့တော်လိုင်းရေးစစ်ရေးဒရိအေးမြက်ကပြောပါတယ်။မနေ့ကမွန်လွဲပိုင်းမှာစစ်ခွေးတပ်က ထိတယ်လေကြေးပါကို YAK 130အမျိုးအစားတိုက်လေရဲ့နှစ်စီးနဲ့ဘုံခုနှလုံးကျဲချခဲ့တယ်လို့သိရပါတယ်၎င်းဘုံကျဲချမှုကြောင့်ကြေးပါအတွင်းစာတင်เจ้าများပြက်စီးသွားပြီးတော့ကျဲချတဲ့ဘုံဟာစင်ကွဲပောက်ကွဲစီတတ်တဲ့ cluster ဘုံအမျိုးအစားဖြစ်တယ်လို့သိရပါတယ်စစ်ခွေးတိုက်ရဲ့တိုက်လေရဲ့ဘုံကျဲပစ်ခတ်မှုကြောင့်ထိတယ်လေရွာစာတင်เจ้าရဲ့အရှိတ်ချမ်းနဲ့အနောက်ဘက်ချမ်းမှာရှိတဲ့စာတင်ဆောင်များစိုင်ကန်းများနဲ့နေအိမ်များပြက်စီးသွားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမဲ့စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ